င်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်လာရောက်မျက်ဝေပြီးချင်တဲ့အကြောင်းအရာလေးကတော့စိုင်းဆရာကြီးဖေမြင့်ရဲ့အုံနှောင်းနဲ့နှလုံးသားခံစားမှုအတွေးစာစုမှအယောင်ဓမ္မကောင်းဆိုဒီမှာ တပားသူမျောလင့်ထားဒီထက်ကိုကပူ၏မြင့်မြင့်မှန်မှန်တာဝန်တိစိတ်ရှိထားဖို့လိုသည်1989ခုနှစ်ကဖြစ်သည်စူပါမားကတ်ကြီးများရှိပင်လယ်အစားစားဌာနမန်နေဂျာများ၏နီနော့ဖလေဘွဲတစ်ခုတွင်ပြောကြားရန်အတွက်ပြောပြချက်တစ်ခုကျွန်တော်ပြင်ဆင်နေသည်ဟောပြောချက်ထဲတွင် ်နယ်အစားအစာလုပ်ငန်းနှင့်ဆက်လျင်းသည့်စိတ်ဝင်စားဖွယ်အဖြစ်ပြက်သို့မဟုတ်ဇလံကလေးတစ်ပုဒ်တလီထွက်တွင်းပြီးဖို့လိုနေသည်တို့နှင့်ဇလံဖန်တီး၍ရမည်အတွေ့အကြုံများရရှိရန်အတွက်ကျွန်တော်နေအိမ်နှင့်နီးရီစားတောက်ကုံအယောင်းဆိုင်တစ်ခုတို့ဇေဝဲတူတူအတွင်ဖြစ်ကျွန်တော်တွားရောက်စနီးနာရန်ဆုံးဖြတ်ခဲ့သည် ပင်နေစာငါပစုံဒီပြထားသည်အီးခံမှန်ကောင်းတာနာကျွန်တော်ရောက်သွားတော့ဘာကူညီပေးရမလဲခမရဟုတ်တယောက်ကလမ်းမေးသည်ဒီလူကိုအငိုက်ဖမ်းပြီးပညာဆမ်းမပဲဟုတ်တွေးပြီးကျွန်တော်မေးမေးခွန်းတစ်ခုမေးလိုက်သည်ဒီလိုပြကျွန်တော်ကကျမ်းမာရေးကိစ္စတတိထားတဲ့လူတယောက်ပါ အချို့ပင်လယ်ဇာတူကကိုလက်စထရောတိတ်များပြီးတချို့တော့လည်းနည်းတယ်လို့ပြောကြတယ်။အဲ့ဒါဘယ်ဟာကဘလို့ဆိုတာကျွန်တော်ကိုနည်းနည်းလောက်ရှင်းပြပါလား။ဟုတ်ကဲ့ခင်ဗျာ။ကိုလက်စထရောဆိုဒီမှာလဲနှစ်မျိုးရှိတယ်ဆိုတာလူချင်းမင်းသိမလား။မပြောတတ်ဘူးခင်ဗျာဟုတ်။အစချီကပင်လယ်စာပါတကူက ိတ်တီးမှုများသောလိုက်ပိုပရိုတင်းနှင့်တိတ်တီးမှုနည်းသောလိုက်ပိုပရိုတင်းတို့အကြောင်းကိုကျန်မာရေးရှုတော့မှကြက်ကြနှနှရှင်းပြလေရာကျွန်တော်မှာကျန်မာရေးဂူရူကြီးဒေါက်တာဝဲဘီနှင့်တွေ့နေရသလားအောက်မေ့မိသည်မျောလင့်ထားသည်နှင့်တခြားစီလိုဖြစ်နေတော့လဲကျွန်တော်လက်မလျှော့သေးပဲ သူရောင်းကုန်ပစ္စည်းနှင့်ပတ်သက်၍ဒီလူဘလောက်အတိုင်းတာထိနက်နက်ရှိုင်းရှိုင်းတည်တယ်ဆက်လက်မိကုန်းထုတ်ရန်ကြိုးစားသည်ကျွန်တော်ကပင်လယ်စာကိုဖော်ဖော်ရရလေးလှူစားတတ်ခြင်းတယ်ဗျနေတော့ဒီစီရဲ့တဲမှာပဲနေနေတာပင်လယ်အစားစာတွေဒီလောက်ပေါများတဲ့မြို့ဗျာဒါပေမဲ့ကျွန်တော်အမျက်များဆဆလှုပ်မစားတတ်ဘူးဗျာ တစ်ချက်တော့ရှိတယ်ဗျကျွန်တော်ကအလုပ်တော့နည်းနည်းများတယ်အဲ့ဒီတော့ခတ်တွတ်တွတ်လှုပ်လို့ကင်လို့ရတဲ့နီးလေးတွေအကြံပေးစမ်းပါဗျာပင်လယ်စာပါတကူကကောင်တာနောက်ဘက်မှခတ်တွတ်တွတ်ထွက်လာပြီးကျွန်တော်အားသူ့နောက်လိုက်ခဲ့ရန်လက်ပြရီခေါ်သွားသည်ဂုံကြောက်စင်များကြီးကဖြတ်တန်းကဟင်းခတ်အမွေးအကြိမ်တန်းတို့ ကျွန်တော်တို့ရောက်သွားသည်သူကစင်အပေါ်ဆုံးစစ်မှဘူတဘူးလန်းယူပြီးဒါကဂျပန်ကလာတဲ့ဟင်းခတ်ပြတိတ်ကောင်းတယ်ဘယ်ပင်လေစာနဲ့တွဲတုံးတုံးရတယ်ဒါအရင်ဆုံးမှတ်ထားပြဟုတ်ဆိုသည်ထို့နောက်ပင်လေစာတန်းဘက်ပြန်လျှောက်လာပြီးမှန်ကောင်တာထိတ်နားလောက်မှာပဲခဏရက်ကာ ကျွန်တော်ကိုစစ်စစ်ကြည့်ပြီးမေးသည်ဆရာဘာဘာလို့အလိုရှိတယ်ဆိုတာတိချအောင်ကျွန်တော် ပြန်ပြောမယ်နော်ဆရာကကျမကြီးနဲ့ညီညွတ်တဲ့ပင်လယ်စာကို လိုချင်တယ်လို့ပြောတယ်ပြီးတော့အချိန်တိတ်မကုန်နဲ့ချက်နီးပြုံနီးတွေတိချင်တယ်ဟုတ်တယ်နော် ဟုတ်ပါတယ်ဗျာဒီအတိုင်းပါပဲဟောဒီမှာဗျဆရာနဲ့တင့်တော်တဲ့အစာအုပ်တော့ ူကနဘေးစင်မှဆောက်တော့ဆွေးယူကကျွန်တော်မျက်နာရှိထောင်ပြလိုက်သည်ဆောက်အမီကပစိဖိတ်အနောက်မြောက်ဒေသအတွက်ကျမ်းမာရင်းနှင့်ညီညွတ်ပြီး ပြင်ဆင်ရလွယ်ကူသောပင်လယ်အစားစာချက်ပြုံနည်းများဟူ၍ဖြစ်သည်ဆောက်ကိုလန်လို့ကြည့်တော့ဟင်းလျာအမီတွေကိုတိုင်းကအရသာရှိနေတယ်လို့ပင် နဂုံမူလအရွယ်ချက်ဖြစ်သည့်စနီးနာယအစည်းအဝေးကိုမေ့လျော့ကာဆယ်မန်ဂျူနာဟာလီဘတ်စသည့်ပင်လယ်ငါးတွေကမာတွေဂုံးတွေတတိကြီးလျှောက်ဝယ်နေမိတော်သည်ငွေရှင်းဒီကောင်တာစီဈေးသွန်းလဲနဲ့သွားနေသည့်အချိန်ကြမှာပင်ကို့အဖြစ်ကိုပြန်ရိတ်စားမိတော်သည်ပင်လယ်စာရောက်သည့်နေရာတို့ကျွန်တော်လာခဲ့ချင်းသည် ၎င်းနေရာမှာအယောင်းဓမ္မဤသူကုံပစ္စည်းနှင့်ဆန်နှင်းသောဘဟုတုတာကို စစ်ဆေးဖို့ထိုမှတဆင့်ဟောပြောရာတွင် အကိုအကားတစ်ခုရရှိဖို့သာဖြစ်ပါသည်ယခုတော့ကျွန်တော်ဈေးဝယ်တမိုင်းတစ်လျှောက်ပင်လဲစားအများစုဝယ်ယူသည့်အခောက်အဖြစ်စံချိန်တင်သွားခဲ့ပြီကျွန်တော်ဤပင်လဲစားပါရဂူကဝယ်တူတောင်းဆိုသည့်အရာကိုထုတ်ယောင်းပေးသည့်တမန်ဈေးတဲ့တက်တယ်မဟုတ် ဝေတူ၏အခက်ခဲမှန်သည်ကိုရှင်းလင်းဖြေကြားပြတတ်သောပုဂ္ဂိုလ်မျိုးဖြစ်သည်။ပူ၏အရသာရှိသောပင်လယ်ဆန်ဟင်းလျာတွင်ကျွန်တော်ပြင်ဆင်ချက်ပြုတ်တတ်အောင်သူကူညီခဲ့သည်။အဲ့ဒီနေ့ကဇေဝေတူကျွန်တော်အားသူတို့တဆိုင်လုံးမှာအဲ့ဒီနေ့အဖို့အရေးကြီးအရေးအပါဆုံးပုဂ္ဂိုလ်တယောက်လိုခံစားရအောင်ဝန်ဆောင်မှုပေးနိုင်ခဲ့သူလည်းဖြစ်သည်။ အကယ်၍စူပါမားကတ်များလောကမှာသာတကယ်ထူးချင်သော ပုဂ္ဂိုလ်များမှောကွန်းတင်ပြသသည့်ဂုံထူးဆောင်ခမမျိုးရှိမည်ဆိုက ကျွန်တော်ဆုံတွေ့ခဲ့ရသည့်ပုဂ္ဂိုလ်အားခမဆောင်၌အမည်စရင်တင်တွင်ပြီးပါပေးရန်အတွက်ပင်လေစာတွင် အပြည့်တင်ထားသော ကျွန်တော်ဈေးသွန်းလဲကပင်အကျယ်လောင်ဆုံးတောင်းဆိုနေမည်ဖြစ်ပါသည်